โอเคအားလုံးမင်္ဂလာပါဗျာဖိုးကော်လင်းနေမြညာနေပြန်နေကျေစုပါတယ်ဒီနေ့မှာတော့ Facebook အသစ်ရှောင်းနေမြောက်ပြီးမှဖြစ်ပါတယ်ထုံးစံတိုင်းပဲ Facebook Software ဝင်မယ် Create New Account လေးကိုနှိပ်မယ်အဲ့တော့ VPN တော့ Messenger ကြိုက်တဲ့ VPN သုံးလို့ရပါတယ်ဗျာအဲ့တော့ Create New Account လေးဆက်နှိပ်မယ်เนาะအဲ့တော့ပြီးမှနာမည်ကတော့ Messenger အဆင်ပြေလို့ပေးပါဗျာကျွန်တော်လည်းနာမည်နှလုံးအဆင်ပြေရပေးလိုက်မယ်เนาะโอเค Messenger ကြိုက်တဲ့နာမည်ပေးလို့ရပါတယ်နှိပ်ဆက်သွားမယ်ဗျာโอเคမွေးတက်ကလေးထည့်မယ်အနည်းဆုံး session နေပြရမယ်ပေါ့เนาะ အဲ့တော့ session နဲ့အထက်ဖြစ်ရမယ်ပေါ့အဲ့တော့ကျွန်တော်လည်း SMB ကတစ်ချက်လောက်ထားလိုက်မယ်ဗျပြီးနှိပ်ဆက်သွားမယ် Okay ပြီးတော့မျိုးသားလားမျိုးသမီးလားအဲမေးဆိုရင်ယောက်ျားလေးပေါ့နော် Okay ကျွန်တော်နှိပ်ဆက်သွားလိုက်မယ်မေးယောက်ျားလေးပေါ့နော်ဒီနေရာမှာဖုန်းနံပါတ်နဲ့ရှောက်ချင်ဖုန်းနံပါတ်ထည့်မယ်ဖုန်းနံပါတ်ရှောက်ချင်အောက်က sign with jimmy ဆိုတာရှိတယ်ဒီလို jimmy နဲ့ထည့်မယ်တို့တို့ jimmy နဲ့ရှောက်လို့ရတဲ့ version တွေရှိသလိုရှောက်မြတ်တဲ့ version တွေရှိတယ် အဲ့တော့ဂျီမီနဲ့ရှောက်မြဲတဲ့ကိစ္စမယူခုနက sign in wave ဖုန်းနံပါတ်ပြန်နေမယ်အဲ့တော့ဖုန်းနံပါတ်နဲ့ရှောက်မယ်အရေးကြီးတာ959အရင်ခံမယ်နော်09 09ဖြုတ်လိုက်မယ်959ခံပေးမယ် never night ခံမယ်ဒါကြောင့်လို့ရှိရင်တချို့ဖုန်းနံပါတ်တွေကအဲ့လိုဘန်းနံပါတ်မျိုးတွေရှိတယ်ဒါဆိုရင်တော့နောက်ဖုန်းနံပါတ်တလုံးပြောင်းပေးဖို့လိုတာပေါ့နော် okay အဲ့ဆိုရင် next ဆက်သွားမယ်ပြီးတော့ password ထည့်မယ်အနည်းဆုံး၈လုံးပြရမယ်ပေါ့နော်မေးစစ်များအဆင်ပြေရအဆင်ပြေတဲ့လောက်ထည့်ပါဗျာ โอเคကျွန်တော်လည်း password ရှိလို့နေပြီးနေဆက်သွားလိုက်မယ်เนาะနေဒီကိုဆက်သွားလိုက်မယ်ဗျโอเคဒီမှာလည်း save နေပြီးမယ်เนาะ save နေပြီးမယ်အောက်လေးမှာ i agree ပေးလိုက်မယ် i agree ပေးလိုက်မယ်ဒီညလေးမှာခဏဆောက်ရတယ်ဗျတချို့ line ကျနေနေနည်းနည်းလေးဆောက်ရတာမျိုးရှိတယ်ဗျအဲ့တော့ကျွန်တော်ခဏဆောက်မယ်โอเคပြီးတော့ continue အောက်မှာရှိတဲ့ okay continue အောက်ကအင်္ဂလိပ်လေးဆက်သွားလိုက်မယ်အဲ့ဒါလေးဆက်နေလိုက်မယ် โอเคဒီနားလေးခဏစောင့်မယ်ဗျโอเคအဲ့ဒါဆိုရင်သူကဒီမှာမေးတယ်ကုတ်ကို SNN နဲ့ပဲပို့ခိုင်းလိုက်မယ်เนาะကျွန်တော် SNN ဆန့်ကုတ်ပေါ့เนาะဒါဆိုရင်ကျွန်တော်ဖုန်းလေးကို message တစောင်ရောက်လာလိမ့်မယ်ဒါကြလို့တချို့ဖုန်းတွေက message မရောက်ဘူးမရောက်လည်းကိစ္စမရှိဘူးအောက်မှာရှိတယ်ဒီ I don't receive this code ဆိုတာလေးကိုကျွန်တော်တွေချက်လောက်နေကြည့်လိုက်မယ် ဘိုင်ကနေပြီးတော့ကျွန်တော်တို့နောက်တစ်ဖုန်းသလုံးပြောင်းလို့ရသလိုကျွန်တော် Gmail နဲ့တောင်းလိုက်ရတယ် Gmail နဲ့တော့ချက်ချင်းရတယ်နော် Gmail နဲ့တောင်းချက်ချင်းရတယ် Okay ဒီကောင်တော့တောင်းစမလို့ကုတ်ကြလာတယ်ကုတ်ကြလာတော့ကျွန်တော်တော့သူ auto ထက်သူ auto မထက်တဲ့ကျွန်တော်ထက်ပြလိုက်လို့ရတယ်နော်အကုတ်ထက်ပြီးနေဆက်သွားလိုက်မယ်နေလေးဆက်သွားလိုက်မယ် Okay ဒီညလေးလေးခဏဆောက်ပေးတခါကျရင်လည်း line ကျနေတယ်။ Okay ဒီမှာတော့ပြီးပြီ။ပြီးတော့အောက်မှာအောက်က skill လေးပါတယ်။အပေါ်မှာ app feature တွေပါတယ်အပုံထည့်ခြင်းနဲ့ထည့်လို့ရတယ်ကျွန်တော်ပုံလေးတစ်ချက်ထည့်ကြည့်မယ်ဗျအလောင်းအဆက်လေးပေးမယ်အိုကေအလောင်းလေးပေးပြီးတော့အကျွန်တော်ထဲမှာပုံမရှိတော့ကျွန်တော်ကင်မရာလေးကင်မရာနဲ့ရိုက်ပြီးတော့အကျွန်တော် profile လေးခဏထားလိုက်မယ်အထားလိုက်ရရင်နော်အပြီးမှထားလိုက်ရကိစ္စမရှိဘူးအဒန်းလေးနှိပ်လိုက်မယ်โอเคကျွန်တော်ဒန်းလေးနှိပ်လိုက်မယ်โอเคဒါဆိုရင်အပြီး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 ဆိုလို့ရှိရင်တော့ဒီညမှာလည်း ်ဒီနေ့မှာတချို့ကဂျီမီအကောက်တောင်းမှာဒီနေ့မှာလည်းကျွန်တော်ဒီမှာဖုန်းနံပါတ်ဒီကိုထဲမှာရှိတဲ့အကောက်တွေနဲ့ join လမ်းမေးတယ်အဲကျွန်တော်10 only နှိပ်လိုက်မယ်ဗျာနော်နှိပ်လိုက်မယ်အဲလူ9ယောက်လောက်အပ်ဖို့ရသူပြောတယ်အဲ့ဒါလေးလုတ်ပစ်လိုက်မယ်ဗျာနော် okay အဲဆိုဒီမှာဒီမှာ9ယောက်လောက် i friendly လုတ်ပစ်လိုက်မယ်အဲဒီ9ယောက်လည်းကြော်ကြော်ပြီးတော့မပေးနဲ့နော်အများကြီးအဲ့လိုလိုမရဘူး okay အကောက်တက်ဆိုရင်တတိယကို9ရောက်ပဲပြန်လက်ခံမှာเนาะမဟုတ်ရင်ခဏလေးနဲ့လော့ကြသွားနိုင်တယ် โอเคအဲ့လိုပြီးသွားရင်ကျွန်တော်တို့အကောက်တွေလော့မကြအောင်လို့ကျွန်တော်တို့180 day လော့မကြအောင်လို့ Gmail account ခုနဲ့ join ပေးဖို့လိုတဲ့ဒါကြောင့်မို့ခုနှစ်ဆင့်မှာ Gmail account ထည့်ဖို့ပေးရင်ဒါလည်းထည့်ပေးလိုက်ထည့်ဖို့မပေးလည်းကိစ္စမရှိဘူးကျွန်တော် setting မှာသွားထည့်မယ်အဲ့တော့ setting ရ privacy နိုင်မယ်ပြီးတော့ setting နိုင်မယ်နော်အဲ့တော့ setting လေးကိုကျွန်တော် set နိုင်လိုက်မယ် or phone line ကြသွားတင်တယ် Okay ပြီးတော့ personal detail ကိုနိုင်မယ် ပြီးမှ personal detail ရှိသေးတယ် personal detail အဲ့မှာရှိသေးတယ် personal detail ကိုဆက်နှိပ်မယ်ပြီးတော့ကျွန်တော်အကောက် info contact info ပေါ့နော်အဲ့ဒါလေးကိုနှိပ်လိုက်မယ်ကျွန်တော် gmail account တစ်ခုနဲ့ထပ်ပြီးတော့ပေါင်းထည့်မယ်အဲ180ဒီလော့မကြအောင်လို့ပေါ့နော်ဒီမှာ app အောက်အောက်လေးမှာပါတယ်အပြာလေးနဲ့ပေါ့နော်အဲအောက်လေးမှာအပြာလေးနဲ့ပါတယ်အဲဒီ app ဒီမှာပါလာပြီ app gmail ဖုန်းနံပါတ်လာအဲကျွန်တော် gmail ပေါင်းထည့်မယ်ဗျာနော် gmail ပေါင်းထည့်လိုက်မယ် okay ဒီမှာ gmail တစ်ခုပေါင်းထည့်လိုက်အဲကိုဖုန်းနံပါတ်ရှိတဲ့ gmail ကိုပေါင်းထည့်လိုက်ပေါ့နော် အဲကျွန်တော် GMD တခုပေါင်းထည့်လိုက်မယ်ဓမ္မတန်လေး180ဒီလော့မကြမှာဖြစ်ပါတယ်ဗျမဟုတ်ရင်ခဏလေးတွင်လော့ကြနေမှာတယ်ဖုန်းနံပါတ်တခုတည်းရော GMD တခုတည်းရောဆိုရင် okay ပြီလို့ရှိရင်တော့ဒန်းနေမယ် okay အောက်မှာအောက်မှာ next ပါတယ်အဲအဲ GMD တော့လော့ကျွန်တော်ကုတ်ချောင်းလုံးပို့လိုက်မယ်ဗျကုတ်ချောင်းလုံးပြန်ထည့်မယ်နော်အဲဒါဆိုရင်အဲ GMD တော့သွားကြည့်လိုက်မယ်အဲသွားကြည့်လိုက်မယ်ဆိုရင်ကျွန်တော် home လေးနဲ့ package နဲ့အသားလေးထွက်မယ်နော် home လေးနဲ့အသားလေးထွက်မယ်ပြီးတော့ဒီမှာနော်အဲပြန်ဝင်လို့ရတယ်ပြီးရင် GMD ထဲကိုကုတ်ကုတ်သွားရှာမယ် okay ရှာလုံးတွင် all all me ထဲမှာရှိလိုက်မယ်တွေ့လာပါပြီအဲ00 664 okay အဲ့ဒါလေးကိုကျွန်တော်ကုတ်ထည့်လိုက်မယ် okay ပြီးတော့ next ဆက်သွားလိုက်မယ်ဟာပြီးတော့ damn ပြီပေါ့နော် okay ဒါဆိုရင် damn နေလိုက်ပြီးသွားပါပြီဗျ okay ဒါဆိုရင်ကျွန်တော်အကောက်တွေ180ဒီလောမကြတော့ပါဘူးဗျဟိုတက်ခါတဲ့ကျွန်တော်ဟိုဟာ အဲကျွန်တော် messenger နဲ့ပါချိန်နေဆက်လက်ပြီးမြောက်ပေးမယ်เนาะတချို့က messenger နဲ့မချစ်တယ်လို့ပြောတယ်အဲ့တော့ messenger နဲ့ချိန်နေဆက်လက်မြောက်ပေးမယ်အဲ့တော့ open messenger ပေါ့အဲ့တော့ခုနကရှောက်ခဲ့တဲ့အဲကျွန်တော်တို့ဖုန်းနံပါတ်နဲ့ password နဲ့ထည့်ပေးတော့မဟုတ်ခုနထည့်လိုက်တဲ့ gmail နဲ့ထည့်လဲရတယ်အတူတူပဲเนาะအဲကျွန်တော်ထုံးစံဖုန်းနံပါတ်ထည့်ရင်တော့အရှိမ959ခံမယ်အဲ့ဒါလေးတော့မမေ့နေเนาะဒီမှာ gmail လဲထည့်လို့ရကျွန်တော် gmail နဲ့တော့မထည့်ဘူးကျွန်တော်ဖုန်းနံပါတ်နဲ့ထည့်ကြည့်လိုက်မယ် okay password ထည့်မယ် login နေနေလိုက်မယ် လောက်ကင်လေးနေလိုက်မယ်โอเค Okay ဒီညလေးမှာစစ်နေပြလိုက်မယ်เนาะဒါမှနောက်ကဝင်ရတာ gas tank နေမယ် gas tank နေမယ်အဲ့တော့ဒီညမှာလဲအပေါ်ဟာလေးမှာ keep use အဲ့လားလေးကိုကျွန်တော်တို့တွေအမှန်ချစ်ပေးရမှာเนาะအပေါ်လေးမှာရှိတယ်အမ်မှာ keep using messenger တွေဒါလေးကိုအမှန်ချစ်ပေးပြီးနေဆက်သွားမယ် confirm ပေးလိုက်မယ်ဗျ Okay ပြီးပြီး continue english အဲ့လားလေးကို နေပြီးတော့ဆက်သွားလိုက်မယ်ဒီနေ့မှတခါကျရင်ပင်တောင်းတယ်မတောင်းရင်မပင်းနဲ့တောင်းရင်လည်းအဆင်မပြေပြစ်လိုက်ပြဘာမှမဖြစ်ဘူးကျွန်တော်တို့ကျွန်တော်တို့တစ်တည်းပြေးလိုက်မယ်โอเคကျွန်တော်တို့တစ်တည်းတည်းရှောက်ပြေးလိုက်မယ်ခိစားမရှိဘူးဆင်ပြေးဆင်ပြေးလို့ပြေးလို့ရโอเคဒါဆိုရင်မစင်ညာလည်းအဆင်ပြေသွားပြီ physical ကောက်လည်းပြီးသွားပြီ180 day လည်းလော့မကြတော့ပါဘူးဗျတခုပဲအရေးကြီးတာ DPM တခုပဲသုံးမယ်เนาะ BPM အများကြီးသုံးလို့မရဘူးဗျအားလုံးကျေးဇူးတင်ပါတယ်